အခုနှစ်အတွက် The Ideal Beauty website ကရွေးချယ်တဲ့ကမ္ဘာအလှဆုံးမဲ့အယောက်တရာတွေမှာမြန်မာအလှမဲ့ခင်ဝင်းမှာပါဝင်တယ်လို့အဆိုပါ website ရဲ့ထုတ်ပြန်ချက်အရသိရပါဗျ။ဒီလိုရွေးချယ်ရမှာအခုနှစ်မှာကျင်းပခဲ့တဲ့ Miss ပြိုင်ပွဲတွေဖြစ်တဲ့ Miss Universe, Miss World, Miss Art, Miss USA, Miss Supranational Miss International နဲ့ Miss Grand International ပြိုင်ပွဲတွေရဲ့အလှမဲ985ဦးတွေကနေအလှဆုံးအလှမဲ့အယောက်တရာကိုရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ဒီလိုအရွေးချယ်ခံထားရတဲ့အလှမဲ့တရားတွေကနေအလှဆုံးတဦးကိုထပ်မံရွေးချယ်ပြီး The Ideal Beauty ရဲ့ကမ္ဘာအလှဆုံးအမျိုးသမီးအဖြစ် Diamond Trophy ဆုကိုပေးအပ်ချီးမြှင့်သွားမှာဖြစ်ပါတယ်။အခုလိုကမ္ဘာအလှဆုံးအယောက်တရားတွေမှာရွေးချယ်ခံထားရမှုနဲ့ပတ်သက်ပြီးမြန်မာ အလှမဲ့ခင်ဝင်းဝါကအခုလိုရွေးချယ်ခံရတဲ့အတွက်အယံဝမ်းသာပြီးတကမ္ဘာလုံးမှာရှိတဲ့အလှမဲ့တွေအားလုံးတွေကအရွေးခံရတာဖြစ်တဲ့အတွက်အလွန်ပျော်ပါတယ်လို့ပြောပါတယ်။ The Ideal Beauty website ဟာ ဩစတြေးလျအဖွဲ့အစည်းတစ်ခုဖြစ်ပြီးအခုလိုရွေးချယ်မှုကို2009ခုနှစ်ခရဲကစတင်ပြုလုပ်ခဲ့ခြင်းဖြစ်ကာနှစ်စဉ်အလှဆုံးအလှမဲ့အယောက်တရာစီးရင်ကိုထုတ်ပြန်ပေးပြီးအဲ့ဒီတဲကမှတအူးကိုရွေးချယ်က Diamond Trophy ဆုကိုပေးအပ်ချီးမြှင့်တာဖြစ်တယ်လို့သိရပါတယ်။ခင်ဝင်းပါဟာဘီလာရုစ်နိုင်ငံမှာကျင်းပခဲ့တဲ့ Miss Supranational 2013ပြိုင်ပွဲမှာတွားရောက်ရှင်ပြိုင်ခဲ့ပြီး Miss Internet ဆုဘီလာရုစ်နိုင်ငံရဲ့3 website ကချီးမြှင့်တဲ့ Most Beautiful Girls in the World ဆု Missology ကပေးအပ်တဲ့ People Choice Award နဲ့ Face of Miss Supranational 2013တို့ကိုရရှိခဲ့ပါတယ်။